ကိုဖုံးရေးတဲ့မင်္ဂလာပါခင်ဗျာတဲ့ကျွန်တော်တို့ကျွန်းလာမြို့နယ်ကပြည်သူတယောက်ပါဗျာတဲ့ကျွန်တော်တို့ကျွန်းလာမြို့နယ်နေတဲ့ကနေတဲ့အဆက်ကကန့်ပလူမြို့တဲ့ချက်တင်ဘေးမဲ့တတော်ကျိုးဝိုင်းညောင်ကုန်းရွာလက်ခုပ်ပင်ရွာတွေမှာ PDF အဖွဲ့တွေတောင်းတဲ့ချင်းအင်အားကြီးစုနေရတယ်တဲ့သူတို့အစီအစဉ်ကကိုကိုကိုအုပ်စုမှာအထိုင်ချတာတဲ့မြမတက်မတော်ကိုတိုက်ဖို့ပြင်ဆင်နေတယ်တဲ့အဲ့ဒီ PDF အဖွဲ့တွေကိုလက်နက်အင်အားစားရေးအစားအသောက်အရာရာထောက်ပံ့ကူညီပေးနေတာကကျွန်းလာမြို့နယ်ထဲမှာရှိတဲ့တပန်းစိတ်ရေလောင်တမန်တဲမှာရွှေဖောင်း မောင်းနေကြတဲ့သူတွေကပါတဲ့ဒါကြောင့်ကိုဘုံအနေနဲ့သက်ဆိုင်ရာတာဝန်ရှိသူများတန်တင်ပြပေးပါရင်ရိုသေလေးသားစွာတင်ပြအပ်ပါတယ်ခင်ဗျာတဲ့ဒီငြိမ်းရေးသားစွာနေတိုင်းလူသူပြည်သူတပူးလို့ပြောပေးပါတဲ့နော်နောက်တစ်ခုကတော့ဒီလာချိုးပေါ့နော်လာချိုးကိစ္စနဲ့ပတ်သက်ပြီးတော့မှနာမည်ကြီးနေတာလေးပေါ့နော်အဲ့အဲ့ကိစ္စလေးကျွန်တော်ပြောပြမယ်တရုတ်ကမြောက်သုံးကောင်နဲ့တဝက်ကိုအမိန်ပေးထားတယ်တဲ့မန္တလေးကနေမူဆယ်တီ EA ကိုအားလုံးဆုတ်ခွာပေးရမယ် TNN တွေကိုထိန်းပေးဖို့ UWS ကိုတာဝန်ပေးလိုက်တယ်ကြောင်မဲပါဆုတ်ပေးရမယ်တော့လာချိုးဝင်းချင်းဖြန့်ခွဲနေရယူထားတဲ့ PDF စီရေးမပေါ်ဆောင်နိုင်ဘူးအတွေ့ စီရေးမပေါ်ဆောင်နိုင်ဘူးလုံခြုံရေးကို UWS နဲ့ MNDA ကပူးတွဲလုံခြုံရေးလုပ်ပေးရတယ်မြန်မာအစိုးရမှကိုယ်ပိုင်အုပ်ချုပ်ရေးရဝါနယ်နဲ့ကိုကန့်နယ်များကိုငြိမ်းချမ်းစွာအတူရှင်တွဲနေတဲ့ရင်းနဲ့ထာဝရငြိမ်းချမ်းရေးအတွက်အာမခံချက်ပေးရမယ်ငါလက်နက်ကင်ပြည်ပကမဖြစ်စေရညီနိုင်ရင်ကော်မတီအဖြစ်တရုတ်အစိုးရကဂျားကနေဆောင်ရွက်ရန်စောင့်ကြည့်ရေးယုံလာချိုးတွင်ဖွင့်လှစ်ထားမယ်၆ယာယီလုံခြုံရေးကာလ၌အဖြစ် UWS နဲ့ MNDA ကိုကန့်လာချိုးကအနည်းယာယီတက်ဆွဲထားပြီးအစိုးရတပ်များနေရာယူပေးပြီးပါကထောက်ခွာပေးရမယ်ခုနှစ်ရခိုင်အစိုးရဒိန်းချုပ်ထားသော ဝါအုပ်ချုပ်ခွင့်ရမြို့နှမြို့ကို UWSA တန်အနန်ရတက်မတော်မှာသဘောတူညီတယ်နော်တဝက်ပရပရခွေးတွေခွေးဖြစ်ပြီးတဲ့အတွင်းစီနယ်ကဝါမှတရင်ရယူတင်ပြီးခြင်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ခိုလံပေါ့နော်ခိုလံကနေပြီးတော့အကူကြီးတောင်းတာအကူရေးတဲ့ခိုလံမှာနှလုံးတိုင်းတွေကအရန်များတယ်တဲ့ရဲကမဖမ်းဘူးတိုင်ရင်လည်းမဖမ်းဘူးတဲ့အခုဒိုင်တွေကဖုံးနဲ့အလုတ်ကြတယ်တဲ့ဒိုင်အကြီးသားတွေကားတဲ့နာမည်မသိအောင်တဲ့နာမည်မသိအောင်ပေါ့ခိုလံမိသားယုံရှိကအိမ်မှာအကူဖုံးနဲ့ နော်အခုကိုလာမှာဘဝပြတ်နေတဲ့လူတွေတအားများတယ်တဲ့ KTV ကဒုက္ခပေးတာတမျိုးတဲ့နှလုံးသုံးလုံးကတမျိုးနဲ့ကလေးလူကြီးအကုန်ပြည့်စည်နေတယ်တဲ့ကိုဖုံးမဲစပီကာတရားအုံအနေနဲ့ကုညီနိုင်မယ်လို့ကျွန်တော်ကကိုဖုံးပြောကိုဖုံးကပြောရတာဖြစ်ပါတယ်တဲ့နော်ခိုးဝလန်ရင်နံချောင်းသမင်းဆိုင်မှာရောင်းနေတယ်ကိုဖုံးနဲ့ရဲတွေလည်းတည်တယ်တမျိုးလုံးမဖမ်းဘူးတဲ့မနဲ့ဆိုရင်ရက်ကွက်တိသမင်းကျော်ဆိုင်မှာရောင်းကြတယ်တဲ့ရင်နံချောင်းသမင်းဆိုင်မှာရောင်းနေတယ်နော်ဒါကတော့ခိုးလန်ပေါ့နောက်တစ်ခုကမြေပြင်တည်င်းပေါ့နော် 20ရက်လ2025ရက်နေ့တွင်နဲ့လေးမျက်နှာမြို့နယ်တွင်ရှိတဲ့တောင်ချေရွာတွင်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရတယ်တဲ့တိုက်ပွဲဖြစ်နေသည့်နဲ့တိုက်ပွဲနှင့်မပတ်သက်သောပန်းတော်ကြီးတောင်ဆရာတော်နေနဲ့ပတ်ဝန်းကျင်မှာဖုံးတော်ကြီး၃ပါးစုစုပေါင်း၄ပါးကိုအေအေကဖမ်း၍ခေါ်ယူသွားတယ်တဲ့နော်နောက်တစ်ခုကကလေးမျိုးနဲ့ကြံသာကြီးပါကိုအကြမ်းဖက်သမားများတိုက်ခိုက်ဖို့အတွက်ကုံကြားစီစိုက်ထုတ်ပေးသူများမှာတစ်မျိုးတော်ထွန်းခုံတိုးမျိုးတာခုံတိုးခုံတိုးမျိုးတာနှစ်တန်းတန်းတွေခုံတိုးမျိုးတာ၃ဤဖြူခုံတိုးမျိုးတာ ကြံတာပြည်သူစစ်ကြေးရွာမှာတည်ယူသွားသောထွန်ဆက်စဘာရိတ်ချွေးစံများနွားကျွဲစဘာနံပဲစသောတီးနံများကိုထိုပုဂ္ဂိုလ်များကတည်ယူ၍စဘာများကိုချင်းမိနေသူဖောကား၁၄စီးဖြင့်စဘာတချို့ကိုထောက်ချံရွာသို့၎င်းရဲကချွေးစံနဲ့ထုံဆက်များကိုခုံတုံးမျိုးသားတွင်လေလံနေရောင်းချနေပါလေလိုအပ်သလိုအေးအေးယူပြီးပါရန်နဲ့နော်နောက်တစ်ခုကဒါကတော့ဝက်ဝင်အစ္စရေးရနေပြီးရဲလက်ကိုအလိုက်ပြီးတော့ဘလို့ဖြစ်ပြီးတော့လွတ်သွားလဲတော့မသိဘူးတော်လန်ရဲရဲ့ခေါင်းငိုက်ဖားခင်ကြီးဦးလင်းကြည်နဲ့စေရနာပရယတိ စာတင်တိုက်ကတားပူကို၁၈ရက်နေ့ကဖမ်းမိပေမဲ့ပြန်လို့ပေးလိုက်တယ်လို့သိရတယ်စစ်တပ်ကင်းစင်နေပြီဖြစ်အောင်လုပ်ရမယ်လို့ကြုံဝါထားတဲ့ဦးလင်းကြီးဟာနောင်ချိုပီဒီအက်တွေကိုဘယ်လိုတောက်ပတ်နေဆိုတာအားလုံးသိတယ်အခုညောင်ပွင့်ရွာမှာဖျားတဲတာကိုအချောင်းပြပြီးတစ်ဖက်လက်နဲ့ပလောင်စကန်းကောင်းအောင်လုပ်ပေးနေတယ်တားပူဆိုတာလေးမျက်နှာဖျားမှာအိမ်ချိတ်ပိတ်မခံရအောင်ဆိုပြီးဆက်ကြီးလာလာကောက်နေတဲ့ကောင်မတဲ့စစ်ဆောင်တွေကနောင်ချိုအိမ်ကိုချိတ်ပိတ်မှာကြောက်လို့ပေးနေတာတဲ့သုံးချိန်ရှိပြီးတဲ့ရွှေစည်ဒီမှာလည်းဆက်ကြီးလာကောက်ယူနေပါတယ်မနေ့ကနေ့ရက်နေ့မှာ DBLA က30ရွာမှာလက်နက်တွေလာထုတ်သွားတယ်တဲ့30ရွာမှာလက်နက်တွေထုတ်တာဒီလိုဓနု10ရောက်ဓနုမိန်ကလေး10ရောက်ကို TNN တွေအကြမ်းဖက်လက်နက်သူတောင်းချမ်းသူကတနက်တလက်နဲ့လဲတာအဲ့ဒါမနေ့က30မှာလာထုတ်သွားတယ်နော်နောက်တစ်ခုကတော့အေအော်ရီတိုင်းအစားအပါပေါ့နော်အေအော်ရီတိုင်းငတိုင်းတောင်ရေကြီးရတော့အလုံးတော်တော်လုံးပုံရတယ်အေအော်ရီဒေတာကြီးရေကြီးမျိုးနဲ့ငတိုင်းတောင်မျိုးထောက်ဖို့များကို16ရက်နေ့မှာရွှေပြည်အေးဆန်ဆက်ပွဲရုံရခင်ရုံးချင်ရုံပိုင်ချင်းမိသားစုကိုဝင်ဖမ်းနေတဲ့နောက်ည20ရက်နေ့ည7နာရီမှာလောက်ပါတဲ့9ဦး ထပ်ပန်းပါတယ်တဥလေဟုံပဲပွဲယုံနှစ်ဥသိန်းထွန်းပဲပွဲယုံသုံးမောင်မောင်သိန်းဇာမဏီဆန်ဆက် လေးပန်ရှင်နဲ့ပဲပွဲယုံနဲ့နော်ငါဥမျိုးသိန်းသားယူမောင်စံပွဲယုံ6နေတော်ထွန်းစံပွဲယုံခုနှစ်တန်းအောင်ဆိုးစံပွဲယုံရှစ်ဟိမင်းအိမ်ဆောင်ပစ္စည်းရောင်းတိုင်းတို့ကိုဖမ်းသွားတယ်တဲ့ကျန်တာတွေရှိသေးတယ်တဲ့အားလုံးကထောက်ဖို့တွေပါတဲ့ကဲနော်ဖမ်းနေကောင်းနေဖမ်းနော်နောက်တစ်ခုကတော့အဲ့ဒီဟိုစောနာဘောနော်နောင်ချိုး နောင်ချိုမှာဒနုပီရီရတယ်နော်နောင်ချိုထွေအုပ်ကထွေအုပ်ကအတွဲတဲ့ဒေါ်ကြီးပြဦးဆိုတာစေယရနာပရိယတ်ရဲ့စာတင်တိုက်ကဘုံကြီးနဲ့အမျိုးဖြစ်ပြီးဖျဲတိကြီးစားလုပ်နေတယ်တဲ့ကုံကြီးထောက်ခံတာတွေလုပ်ပေးထားတယ်တဲ့ပလူပြောင်ကိုလုပ်ပေးထားတယ် PDF တွေနဲ့ PDF မျိုးနယ်တွေကကုံကြီးထောက်ခံတာတွေနဲ့ဝင်ကြီးထွက်ကြီးလုပ်နေကြတယ်တဲ့မခွန်းချိုတာဆိုတဲ့ကောင်မလေးကလည်းစေယရနာဘုံကြီးနဲ့မတ်ကြီးပြဦးအမျိုးဖြစ်ပြီးကုံကြီးထောက်ခံတာတွေနဲ့နောင်ချို PDF တွေကို တဲနေတယ်တဲ့တေချာစီစဉ်ပေးနေတယ်တချို့ကဟိုကိုចောင်းကြီးကထောက်ခံတာတွေလုပ်ပြီးလူကယ်ဒီတာတဲနေကြတယ်တဲ့အပြန်ကိုစီတယ်တဲ့ပြင်းလွှဲမှာပေါ့နော်အဲ့တော့အဲ့ဒီဒေါ်လာရဲ့ဘာကစစ်တပ်ကင်းစင်နေမြေမြေလုံးမဲ့လူဆိုးအောင်အစ်ဆွေးဆက်မှာဖမ်းပြီးတော့မိုင်းနာကအမျိုးသမီးတယောက်ကထိုင်းတန်ယုံမှာလုံနေတဲ့အမျိုးသမီးတယောက်ကိုဖုံးဆက်တယ်အဲ့ဒီထိုင်းတန်ယုံကနေပြီးတော့မှဒီကိုဖုံးဆက်ပြီးတော့မှဆရာတော်တွေရဲ့အာမခံချက်နဲ့လွတ်ပေးလိုက်တာပြောတယ်နော်ကြည့်ကြလဲလောက်ကြအောင်ငါရှင်တို့နော် ကိုဘုံနဲ့ရေကြီးမျိုးနဲ့ငဝင်းမြင့်အနောက်ချမ်းသာချေးရွာပေါင်းများစွာကိုပြည်သူများအေးချမ်းစွာနေတိုင်းပြည်သူတွေကဘသူကိုယုံကြည်အောင်မသိအောင်ဖြစ်နေတယ်တဲ့။ညောင်မောအုပ်စုတောင်းတန်းကနေအနောက်ဖိန်ချင်းကန်ချင်းဒီတစ်ခိုးလမ်းပြောင်းထားတဲ့လမ်းကနေလူရင်ရရိတ်ခါတွေပို့နေတယ်တဲ့။ဘယ်သူမှမသားစီးတဲ့ဒီအုပ်ချုပ်ရေးမှုဝင်းတော်ဦးချင်းဝင်းအုပ်ချုပ်ရေးမှုထွန်းကြီးတို့ဟာတဲ့တာဝန်ယူငွေတောင်းပို့ပေးနေတော့အရန်ဆိုးရင်ရပြီတဲ့။အခါရက်ကဆိုတဲ့မနေမနှောမို့ဘူးတဲ့ပို့နေကြတာလေပို့နေကြတာရခိုင်ရိုးမှရွှေကြော်မိုးစကမ်းမှလည်းလက်နက်ကန်အဖွဲ့တွေရောက်ရှိနေတယ်တဲ့။ အထက်လူကြီးများသိအောင်ပြောပြပါအောင်ခုဖုံးရည်တဲ့ငွေမျက်နာကြည့်ပြီးထင်ရလုပ်နေတဲ့အုပ်ကြီးဝန်ဆောင်ဦးကိုဒီတိုင်းလွတ်ထားတော့မျိုးနယ်အဖွဲ့ကိုမေးချင်ပါတယ်တဲ့နော်ပလင်းသူဘူးဆိုလာလို့တဲ့မေးပြပါတယ်ကျေးဇူးပြုပြီးပြောပြပါအောင်ဖုံးတဲ့ကိုဖုံးနဲ့၃လေးလေးအမြောက်တက်စကန်စိုးရင်ရပါတယ်တဲ့နော်နောက်တစ်ခုကတော့ကိုဖုံးနဲ့နထိုးကြီးပီရိယတ်ဝင်ဆောင်တော့မယ်တဲ့အင်အားများတယ်တဲ့နထိုးကြီးမျိုးနဲ့မျိုးပတ်ဝင်းချင်းမှာနေရာယူလာတာအများကြီးလို့မျိုးကန်တငယ်ချင်းကပြောတယ်တဲ့နထိုးကြီးမျိုးကိုပီရိယတ်ဝင်ဆောင်တော့မယ်တဲ့နော်သတိထားကြ အင်းတော်ရွာမှာဆုတ်ခွာလာသော KIPDF အကြမ်းဖက်များသည်ဖောင်းပြင်းမျိုးနှင့်ကောက်စားရွာသို့ဆန်တပင်းကားနှစ်စီးဖြင့်ရောက်ရှိလာကြပြီးဖောင်းပြင်းကိုတိုက်ရန်ပြင်ဆင်နေကြပြီးဖောင်းပြင်းအရှိတ်ကန်၁၀ကျောင်းရွာမှန်မော်ရွာမင်းရွာမင်းရရွာတယောင်းရွာဇောင်းကလေးရွာလက်ပန်သာရွာတောင်းတုတ်ရွာစသည့်နေရာများ၌စုဝေးနေကြပြီးတပ်ဆိုင်ရာအကြီးအကဲများ တာဝန်ရှိပုဂ္ဂိုလ်များတင်ပြသတင်းပေးပါတော့လေအကြံဖတ်များဟာဘာတစ်ခုမှထုတ်ဆောင်ခြင်းမရှိပါဘူးတို့ဖြစ်ပါ၍ဟုံးမင်းဘောင်းပြင်စားသည့်နေရာများ၌နိုင်ငံတာဝန်ကောင်းများလိုအပ်လျက်ရှိနေပါကြောင်းတာဝန်သည့်ပြည်သူတယောက်အနေနဲ့အဘကားချုပ်ကြီးသိစေရန်ကိုဘုံမှတစ်ဆင့်တင်ပြပေးစီလိုပါတယ်တဲ့နော်အပြစ်ကရထားတဲ့ရက်ကတော့ပြီးသွားပြီတဲ့တတ်မှတ်ထားတဲ့ရက်တွေမှာလည်းတက်ရဲတွေတက်ခိုက်ခံရတယ်။တကြံမှာလည်းဇောင်းတွေထားလို့လက်နက်တွေတကားကားတွေနဲ့ဆိုင်ကယ်တွေတဝီဝီသွားနေကြတယ်တဲ့။မလိုင်မြို့နယ်တောင်သားနယ်မြင်းညံနယ်နှထိုးနယ်မကွေးတိုင်းမကိုးတိုင်းတွေအစိုးဆုံးပါတဲ့။ကိုဖုံးနဲ့တွေ့မှာပါတဲ့။ မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းအဆိုးဆုံးပါတဲ့နာဆာကကတဘာဝဘေးအရေးတွင်းမှာအားဆိုင်လုပ်နေတာပါတဲ့ဒါပေမဲ့အောက်ခြေဝန်ထမ်းကောင်းတွေကတော့ခကြီးမပေါ့ဘူးဖြစ်နေတယ်တဲ့အခုလည်းရွေးကောက်ပွဲတွေပြင်ဆင်နေတဲ့ရှမ်းမြောက်လာချိုတရင်ကြောင့်ဝမ်းသာတယ်ဒါပေမဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပြည်ရဲ့တွေးချင်းတဲ့ရကိုင်ကိုအပြက်ကင်မှရတော့မယ်တဲ့မပြက်သားလို့မရတော့ဘူးတဲ့ငြင်းချမ်းရွတ်တုံဆွေးနွေးပွဲရတဲ့အချိန်ဆွေးနွေးရမယ်တဲ့ရွေးကောက်ပွဲမတိုင်ခင် PDF တွေကိုအမျိုးမျိုးဒုက္ခပေးကြမှာမလွယ်ဘူးတဲ့ PDF တွေကခုလေပန်းစည်းတက်ပြတ်တာတွေနေရာအနှံပြားမှာရှိနေတယ်တဲ့ ခုတင်ပြတော့တာဒီ PDF ချမ်းပတ်တွေမှာရွေးကောက်ပွဲအောင်မြင်မဲ့ခုလဲတပူပေါ်နှစ်ပူစင်းအေးချင်းအရေးမှာ US နဲ့ဘင်္ဂလားကဝင်ရှုံးမဲ့သတင်းတွေမှာပြလာတော့ပို့ဆွင့်ရပါတယ်တဲ့ဒါကြောင့် NASA ကကြီးကိုတည်အောင်ပြောပြပါတယ်နိုင်ငံတော်ညင်ဝင်ပြပြအောင်တဲ့